မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ26ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ပေါ်မှာရှိတဲ့ရဲစခန်းတရားရုံးအပါအဝင်ဌာနဆိုင်ရာရုံများအလုံးကို TNL ကသိမ့်ပိုက်ထားပြီးတော့မြို့ကိုတော်လိုင်းတပ်များကထိမ့်ချုပ်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လ25ရက်နေ့မနက်9:00နာရီခွဲအချိန်ကစတင်ပြီးတော့ TNL အပါအဝင်တော်လိုင်းတပ်များကနောင်ချုံမြို့နယ်မှာစတင်ထိုးစစ်ဆင်ခဲ့တယ်လို့သိရပါဗျ။နောင်ချုံမြို့နယ်ကြောက်ကျန်းရွာမှာစစ်ကောင်စီတပ်နဲ့တောင်းတံမတော် TNL တို့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ဘုံလေလုံးကျဲချခဲ့တယ်လို့သိရပါဗျ။နောင်ချုံမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ115ခမရ114နဲ့ နောင်ချုံမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတွေတပ်ဆွဲထားတဲ့နေရာ၃ခုကို TNL ကဝင်ရောက်တိုက်ခတ်ခဲ့ပြီးတဲ့နောက်မြို့ပေါ်မှာရှိတဲ့နေရာတချို့ကိုလည်းသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။နောင်ချုံမြို့ပေါ်မှာစစ်ခွေးတွေနေရာချထားတာ၃နေရာပဲရှိတယ်။အဲ့ဒါကပြူစောတိယုံလို့ခေါ်တဲ့စစ်မှုထမ်းဟောင်းယုံမိုးဇလယုံနဲ့ရဲစခန်းအဲ့ဒီနေရာ၃ခုပဲစစ်တပ်ကအထိုင်ချထားတာ။အခုအဲ့ဒီယုံ၃ခုစလုံးမှာစစ်ခွေးတွေမရှိတော့ဘူး။အကုန်ထွက်ပြေးကုန်ကြပြီ မြို့ပေါ်ကတော့ TNL နဲ့တော်လိုင်းတက်တွေထိန်းချုပ်လိုက်ပြီးမြို့နယ်ခမ်းမနဲ့မြို့တွေကဆိုင်တွေထဲမှာတော်လိုင်းတက်တွေပဲရှိနေတယ်လို့နောင်ချိုမြို့ကဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဒီကနေ့ဇွန်လ26ရက်နေ့မနက်9:00နာရီကစတင်ပြီးတော့စစ်ကောင်စီတပ်များကနောင်ချိုမြို့လေကောင်နဲ့မြို့တွေကိုလက်နက်ကြီးများနဲ့ပစ်ခတ်နေပြီးတော့နောင်ချိုမြို့နယ်စေုံဘက်ကိုလက်နက်ကြီးများတောက်လျှောက်ကျရောက်ပောက်ကွဲနေတယ်လို့သိရပါတယ်မနေ့ညကတညာလုံးတိုက်ပွဲကငြိမ်သွားတယ်မနက်9:00နာရီမှာပြန်ပြီးတော့တိုက်ကြတာစစ်တပ်ကလက်နက်ကြီးတွေနဲ့မြို့လေကောင်နဲ့နောင်ချိုစေုံဘက်ကိုပစ်နေတယ်လို့စီရေးသတင်းအရင်းပြေကပြောကြားထားပါတယ် တယ်။နောင်ချုံမြို့နယ်ခမရ114 115တက်မတော်ကြီးအမှတ်606ဒုံးတက်ရင်တို့ဘက်မှလည်းပြစ်ခတ်တန်းနေကြားနေရပြီးတော့အဲ့ဒီတိုက်ရင်များကို TNL ကဆက်လက်ပြီးတော့တိုက်ခိုက်နေစေဖြစ်တယ်လို့သိရပါတယ်။ခမရ114နဲ့ခမရ115ကမန္တလေးဘက်ကအဝင်နောင်ချုံဆိုင်ဘုတ်နားမှာတက်မတော်ကြီး606ဒုံးတက်ရင်ကဂုတ်ထိတ်တရာအဝင်လမ်းနောင်ချုံရက်ဆောက်လမ်းပေါ်မှာပါ တပ်တွေဘက်မှာတော့တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ဒေသခံပြည်သူကရှင်းပြထားပါတယ်။လက်တလောကြောင်မဲမြို့ပေါ်မှာလည်း TNL နဲ့တော်လိုင်းတပ်များဝင်ရောက်နေရာယူထားပြီးတော့ရဲစခန်းနဲ့ဌာနဆိုင်ရာရုံးတချို့ကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲများဆက်လက်ပြင်းထန်လာမယ့်အနေအထားရှိတယ်လို့ဒေသခံပြည်သူတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်စိုင်းတောင်ကျေးရွာအနီးမှာစစ်ကောင်စီနဲ့ KIA တပ်တို့ကြားမှာ တိုက်ပွဲဖြစ်ပွားတဲ့အချိန်စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာလုံခင်းကျေးရွာမှာရှိတဲ့နေအိမ်ပေါ်ကိုကြောက်ရောက်ပောက်ကွဲပြီးတော့မိလောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ25ရက်နေ့မနက်3:00အချိန်ကချင်ပြည်နယ်ဖားကန့်မြို့နယ်စိုင်းတောင်ရွာစိုင်းတောင်တရားအနီးမှာ ဖားကဘက်ကနေပြီးတော့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့စိုင်းတောင်တရားမှာလုံခြုံရေးယူထားတဲ့ KIA နဲ့ KPDF တို့နှစ်ဖက်အပြန်အလှန်လက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်ကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တဦးတေဆုံးခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်စဉ်စစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာလုံခင်းကျေးရွာမှာရှိတဲ့နေအိမ်ပေါ်ကိုချက်ရောက်ပြီးတော့မီးလောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။လုံခင်းကျေးရွာရက်ွက်လေးမှာရှိတဲ့နေအိမ်ပေါ်ကိုလက်နက်ကြီးကြီးကျပြီးတော့မီးလောင်တဲ့ ဆိုင်းတောင်မှာတိုက်ပွဲဖြစ်တာနေအင်ကတော့မီးလောင်တော့အကုန်ပါသွားတယ်လို့ဒေသခံပြည်သူတဦးကပြောဆိုခဲ့ပါတယ်။ဒါအပြင်မနေ့ကမနက်7:00နာရီအချိန်ကဖားကန်ဘက်ကနေပြီးတော့ဆိုင်းတောင်ရွာဘက်ကိုချင်းလင်းစစ်ကြောင်းထိုးလာတဲ့အင်အားတရာကျော်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဆိုင်းတောင်ရက်ကွက်အနီး KIA KPDF တပ်ဖွဲ့ဝင်များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်းလက်နက်ကြီးနဲ့ဆယ်ချက်ကျော်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကောင်စီစစ်ကြောင်းက မနေ့ကညနေ၄နာရီခန့်အချိန်မှာစိုင်းတောင်ရက်ွက်ကနေတစ်ဆင့်မော်ရှန်နှိဖျားရက်ွက်တက်ကိုပြန်လဲဝင်ရောက်သွားတယ်လို့သိရပါတယ်။ဒါကြောင့် PDF တပ်ဖွဲ့ဝင်များကနှိဖျားရက်ွက်တက်ကပြည်သူများကိုနိုင်ယူဝဲအတွင်းအမြန်ပြောင်းရွှေ့ခိုင်းခဲ့တယ်လို့သိရပါတယ်။မနေ့ကည8နာရီခွဲအချိန်ကစတင်ပြီးတော့လက်နက်ကြီးလက်နိုင်ငယ်များနဲ့အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စိတ်ကောင်းစီကပုပ်ပလီကဗဟိုဘဏ်များကငွေကျပ်300နဲ့အထက်ငွေကြေးထုတ်ယူတဲ့သူတွေကိုကန့်တက်လိုက်ပြီးတော့ပြည်သူများကို digital ငွေကြေးဆက်နဲ့အတင်းအကျပ်အသုံးပြုခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဘန်မှာတိန်းနေရနဲ့အထက်ငွေလာထုတ်တယ်ဆိုရင်တိန်းနေရအထီတော်ငွေသားထုတ်ပေးတယ်တိန်းနေရကြော်တဲ့ကျန်တဲ့ငွေကြီးငွေလွှဲမယ်ဆိုရင်လွှဲမဲ့ဘန်အကောင့်ထဲကိုထည့်ပေးတယ်ဒါမှမဟုတ် digital ငွေကြီးအဖြစ်နဲ့ pay account သို့မဟုတ် mobile banking ထဲကိုထည့်ပြီးတော့သုံးဖို့ညွှန်ကြားတယ်တချို့ဘန်တွေကတော့စလုံနေကြပြီး နောက်ပိုင်းမှာအားလုံးမဖြစ်မနေလုံးဝမဲ့အခြေအနေဖြစ်သွားပြီလို့ပုပ်ပလီကဘဏ်တစ်ခုကလက်ထောက်မန်နေဂျာတဦးကပြောဆိုခဲ့ပါတယ်စစ်ကောင်စီဗဟိုဘဏ်ကပုပ်ပလီကဘဏ်များကိုငွေသားအသုံးပြုမှုရှော့ချပြီးတော့ digital ငွေကြေးစနစ်နဲ့ငွေပေးချေမှုများကိုမဖြစ်မနေပြောင်းလဲသွားရညွှန်ကြားလာပြီးတော့ပြည်သူများကိုလည်းအဲ့ဒီ digital ငွေကြေးစနစ်နဲ့ငွေပေးချေမှုများကိုဆွဲဆောင်အသုံးပြုရညွှန်ကြားလာကြောင်းသိရှိရပါတယ်စစ်ကောင်စီရဲ့ဗဟိုဘဏ်ကဇွန်လ12ရက်နေ့ကနေစတင်ပြီးတော့ပုပ်ပလီကဘဏ်များနဲ့မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအနေနဲ့ဝန်ကြီး ဌာနနဲ့အများပြည်သူများဒီဂျစ်တယ်ငွေပေးချေမှုများကိုအသုံးပြုနိုင်ရေးအတွက်ပမာဏကြီးမားတဲ့ငွေပေးချေမှုများအတွက် CBN Next System RTGS နဲ့ပမာဏသိမ်းငယ်တဲ့ငွေပေးချေမှုများအတွက် CBM System ACH စနစ်ကိုအသုံးပြုရန် QR အသုံးပြုငွေပေးချေမှုများလက်ရှိအကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့ Digital Payment Switch နဲ့ချိတ်ဆက်ပြီးတော့ဆောင်ရွက်ရန်ညွှန်ကြားခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဗဟိုဘဏ်ရဲ့ Digital ငွေပေးချေမှုဆိုင်ရာသတ်မှတ်ချက်များမှာလူပုဂ္ဂိုလ်အချင်းချင်းငွေပေးချေခြင်းကိုလုပ်ငန်းဆောင်ရွက်မှုကိုတစ်ချိန်ကိုငွေကျပ်၁၀သိန်းနဲ့တစ်ရက်ကိုငွေကျပ် သိန်း90တက်မှတ်ထားတယ်လို့သိရပါတယ်။လူပုဂ္ဂိုလ်ကရောင်းချသူကိုငွေပေးချေခြင်းစောင့်ရရမှာရွှေဆိုင်များ electronic ပစ္စည်းအယောင်းဆိုင်များစောက်လုပ်ရေးပစ္စည်းအယောင်းဆိုင်များကျန်းမာရေးစောင့်ရှောက်မှုစင်တာများအပါအဝင်အဲ့ဒီအုပ်စုအတွက်လုပ်ငန်းဆောင်ရွက်မှုပမာဏကိုတနေ့ကိုအများဆုံး7300တက်မှတ်ထားတယ်လို့သိရပါတယ်။ဒါ့အပြင်မိုဘိုင်းငွေကြေးစည်ရဲများရဲ့အမြင့်ဆုံးလက်ကျန်ပမာဏကို7300အထိထားရန်နဲ့ ကျက်သိန်းတရာကျော်ပါကဗန်စီရင်နဲ့ချိတ်ဆက်ပြီးတော့နေ့စဉ်ဗန်စီရင်ကိုပြောင်းရွှေ့ရန်ကျက်သိန်းတရာအထိလူပုဂ္ဂိုလ်အချင်းချင်းငွေပေးချေခြင်းနဲ့အစိုးရငွေပေးချေမှုများအတွက်မိုဘိုင်းဘဏ်ကင်အသုံးပြုဆောင်ရွက်ခြင်းကို CBN Net ACH Function နဲ့ချိတ်ဆက်ပြီးတော့ဆောင်ရွက်ရန်ညွှန်ကြားထားတယ်လို့သိရပါတယ်။ကျက်သိန်းတရာနဲ့အထက်ပေးချေမှုများအတွက် CBN Net System B2B Function နဲ့ဆောင်ရွက်ရမှာဖြစ်ပြီးတော့ဘဏ်နဲ့ချိတ်ဆက်ဆောင်ရွက်သူများက CBN Net ACH Function ကို24နာရီအမြဲတမ်းအသုံးပြုနိုင်ရန်အတွက် debate cap ach allocation မှာငွေလုံလောက်စွာရွှေ့ပြောင်းထားရင်ညွှန်ကြားထားတယ်လို့သိရပါတယ်။စားသုံးသူ wallet ကိုအသုံးပြုပြီးတော့ကုန်တယ်လိုမျိုးရောင်းဝယ်မှုများကိုဆောင်ရွက်ခြင်းလူပုတ်ကိုငွေပေးချေမှုကိုအသုံးပြုပြီးတော့ကုန်ပစ္စည်းဝယ်ယူခြင်းရောင်းချခြင်းမပြုနိုင်စေရအတွက်စနစ်တကျစီစစ်ဆောင်ရွက်ရန်ငွေပေးချေမှုများမှာအကြောင်းရင်းကိုဖော်ပြရန်နဲ့လုပ်ငန်းဆောင်ရွက်အချိန်ရည်အတွက်ကိုကန့်သတ်ဆောင်ရွက်ရန်ညွှန်ကြားထားကြောင်းတင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ရန်ကုန်တိုင်းတောင်ဝင်မြို့နယ်မှာ SA တိုင်ရင်တဦးကိုငွေကျပ်9000လုံးခီးသွွားထောက်ခံစာတစ်စောင်းကိုငွေကျပ်3000လုံးတောင်းခံနေပြီးတော့ရက်ွက်ရုံးနဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှကိုငွေပေးဆောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တာမွေမြို့နယ်အတွင်းမှာရှိတဲ့ရက်ကွက်များအားလုံးမှာအခုလိုမျိုးငွေကြေးအဆမတန်တောင်းခံမှုများလှုပ်ဆောင်လာခြင်းဖြစ်ပြီးတော့ပြည်သူများအပေါ်ကိုအနိုင်ကျင့်ဗိုလ်ချုပ်ငွေချင်းချောက်တောင်းယူမှုများဖြစ်ပွားနေတယ်လို့သိရပါတယ်ရက်ကွက်အုပ်ချုပ်ရေးမှုနဲ့ယာယီမှုများအဖြစ်နဲ့တာဝန်ယူကြတဲ့သူတွေဟာလည်းအဲ့ဒီငွေကြေးများကိုလက်ကပုံစံမျိုးနဲ့ခွဲဝေရယူနေကြတယ်လို့သိရပါတယ်တာမွေကြောင်ကြောင်ရက်ကွက်ပေါင်းစုံပါပါ အစီအတိုင်းကအသက်ဆိုရင်ငွေကျပ်9000ပေးရတယ်အဟောင်းဆိုရင်1000ကျပ်ရက်ွက်ထောက်ခံစားတစ်စောင်ကို3000ပေးရတယ်အလူငွေမဟုတ်ဘူးနော်ပေါ်တင်တရဝင်ကိုတောင်းတာခရီးသွားထောက်ခံစားတစ်စောင်ကို3000တောင်းတယ်ရတာကလည်းငွေကိုတစ်နေ့ကို တင်းကိုစေကနန်းနဲ့ချီပြီးတော့ရတာအဲ့ဒီတော့အုတ်ချုပ်ရင်းမှုယာယမှုစေယမှုတွေခွဲဝေယူပြီးတော့ဥဆုံနေကြတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အခုလိုမျိုးငွေကြေးများအစမတန်ကောက်ခံမှုများအတော့မြို့နယ်ခရိုင်နဲ့တိုင်းအစင်အထိတိုင်ကြားတော်လဲအရေးယူခြင်းမရှိတဲ့အပြင်ရက်ွက်ယုံတွေကငွေကြေးများကိုစိတ်မထည့်မထည့်သလို ချင်းချောက်တောင်းယူမှုများတောင်ရှိနေတယ်လို့သိရပါဗျ။ဗလားတူပဲအီယော်ဒီတိုင်းညောင်တုံးမြို့နယ်ဂုံမင်းစိတ်ကြေးရွာအုပ်စုမှာစစ်မှုမထမ်းခြင်းတပ်အင်ကိုငွေကျပ်2000ပေးရမယ်ဆိုပြီးတော့အုတ်ချုပ်ရဲမှုမောင်ဝင်းကတောင်းခံနေတယ်လို့သိရပါဗျ။အဲ့ဒီကြေးရွာမှာအင်ဂျီ600ရှိပြီးတော့ကြေးရွာအတွင်းမှာရှိတဲ့နေအိမ်များစီကနေပြီးတော့ငွေကြေးများကိုအတင်းကျပ်ချင်းချောက်တောင်းခံနေတယ်လို့သိရပါဗျ။ရွာကလူတွေစစ်မှုမထမ်းခြင်းစစ်မှုတန်း2ရောက်5ဖို့ဆိုပြီးတော့အင်ဂျီ600ကိုတပ်အင်ကို2000ကျပ်လိုက်တောင်းတယ် ပထမတစ်ချိန်တုန်းကလည်းတအင်းကိုတပေါင်းခွဲနှုံးနဲ့ကောက်တယ်လစဉ်လိုလို ကောက်နေတာပြည်သူတွေမှာစားဝတ်နေရေးချက်တဲနေတာကိုတော့သူတို့တောင်းတာကိုချိန်ကားပြီးတော့ပေးနေရတယ်ငွေအတင်းချက်ကောက်နေတာကအုတ်ကြီးမောင်ဝင်းနဲ့အောင်စံအောင်မြိုင် အောင်ခင်မောင်တာနိုင်ဝင်း တန်းထုတ်တော့ကတောင်းနေတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီကရက်ကွက်နဲ့ခြေရွာအဆင့်အုပ်ချုပ်ရေးအဖွဲ့များကငွေကြေးချင်းချောက်တောင်းယူမှုများတရားမဝင်ငွေညှက်မှုများကိုဘလို့မှအရေးယူခြင်းမရှိဘဲနဲ့လုတ်ပိုင်ခွင့်ပေးထားကြောင်းတင်ရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်း